ဒေါအောင်ဆန်းစုကြည်မွေးနေ့ထိမ့်မတ်အနေဖြင့်ရေပွဲအဖွဲ့မှစု80လှုပ်ရှားမှုပြုလုပ်ခင်ဗျာပြည်သူများခင်ဗျာကျွန်တော်တို့ဒီပုံကောင်ကြီးကိုမှတ်မိကြပါသေးလားခင်ဗျာကျွန်တော်တို့ဒီပုံကောင်ကြီးကိုမှတ်မိကြသေးလားခင်ဗျာဒီပုံကောင်ကြီးဟာလက်ရှိမှာအာနာယူစစ်မှုများရဲ့ဖန်စီကြီးကိုခံနေရပါတယ် ကျွန်တော်ဒီနေ့ရဲ့သတင်းထူးများကိုစူးစီးဖော်ပြပေးပါတော့မယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးမှာနေ့စဉ်သတင်းထူးများကိုစူးစီးဖော်ပြပေးနေတာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပေးကြပါခင်ဗျာဒါဆိုရင်ဆက်လိုက်ရအောင်ရန်ကုန်မြို့လူစီကားရနေရာမှာလူထုကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့အသက်80နှစ်ပြည့်မွေးနေ့ထိမ့်မတ်အနေနဲ့ရေပွဲပြည်သူ့အကျိုးပြုလူငယ်ဖွဲ့ကနေစု80စာသားပါဆန်းပုတ်ကိုင်ဆောင်က စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ခုဇွန်လ16ရက်ဒီနေ့မှာပြုလုပ်သွားပါတယ်။ဒီပောက်တော်ကြီးကမမိကြပါသေးလားခင်ဗျာမန္တလေးမြို့လူစီကားရာစေးတခုတွင်တပိတ်အင်အားစုကလူငယ်များဥဆောင်ကလူထုကောင်းဆောင်တောင်းဆန်းစုကြည်အသက်80ပြည့်မွေးနေ့လူထုလှူရှားမှုကိုယနေ့နံနက်ကပြုလုပ်ခဲ့သည် ရင်းလူငယ်များကဒေါအောင်ဆန်းစုကြည်၏တပ်ပုံနှင့်ပန်းများကိုကင်ဆောင်ပြီးဟက်ပီဘတ်ဒေးအမေစုအမေစုကျမ်းမာပါစေဒေါအောင်ဆန်းစုကြည်နှင့်တကွတပြည်လုံးလွတ်မြောက်ရေးအတွက်စက်ယုံကြစာသားတို့ကိုဖြန့်ကျဲ၏ဆန္ဒထုတ်ဖော်ခဲ့သည်ထို့အပြင်ပြည်သူများအနေဖြင့်ဒေါအောင်ဆန်းစုကြည်မွေးနေ့ဇွန်19ပန်းတပိတ်တွင်ပူပေါင်းပါဝင်ကြရန်နှင့်အကြံဖက်စစ်အာဏာရှင်ကိုစန့်ကျင်ကြရန်တိုက်တွန်းလှုံ့ဆော်ခဲ့သည်ကျွန်တော်အားလုံးယုံကြကြလမပြည်သူတွေအားလုံးကျွတ်လမပြပါလေ ကတော့သွားရတယ်အားလုံးကျွတ်လို့ကြမှာဖြစ်ပါတယ်။ဒါကြောင့်နေ့စစ်တဲ့ပြည့်မင်းစုရဲ့မွေးတဲ့ကိုကြောတော်သွားပြင်ပဲသမိတ်မှာပါဝင်ပြီးတော့အားလုံးညီညီကြရတဲ့ဒေါ်တော်ဒေါ်လာပြေးကြပါခင်ဗျာ။မင်းစု ဒီနေ့ဇွန်လ19ရက်ဘန်ကောက်မြို့ကအစိုးရအိမ်တော်မှာပြုလုပ်တဲ့အစိုးရဖွဲ့စည်းဝေးပြီးမှဝန်ကြီးချုပ်ကတောင်းပန်လိုက်တာပါကမောရီးယားဝန်ကြီးချုပ်ဟောင်းနဲ့ဖုံးပြောဆိုထားတဲ့အတန်ဖိုင်နဲ့ပတ်သက်လို့ထမ်းပြည်သူတွေအားလုံးကိုတောင်းပန်ပါတယ်ဒါကိုမှတ်တမ်းရယူပြီးဖြန့်ဝေမယ်ဆိုတာလည်းမသိခဲ့ပါဘူးဒီကိစ္စကိုစစ်တပ်နဲ့ရှင်းလင်းပြီးပါပြီလို့ပေထုံနန်ကပြောထားပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းကကမောရီးယားဝန်ကြီးချုပ်ဟောင်းဟွန်စင်နဲ့ထိုင်းဝန်ကြီးချုပ်တို့နှစ်နိုင်ငံနယ်ဆက်ညှင်းပွားမှုတွေနဲ့ပတ်သက်ပြီးဖုန်းနဲ့အလို့သဘောဆက်သွယ်ပြောဆိုထားတဲ့အတန်ဖိုင်တစ်ခုပေါက်ကြားခဲ့ပါတယ် အဲ့ဒီအတန်ဖိုင်ထဲမှာထိုင်းစစ်တပ်ရဲ့တိုက်ခါကိုထိခိုက်စေမဲ့စကားလုံးတွေပြောဆိုထားတယ်ဆိုတဲ့ဆွဆွဲချက်တွေထွက်ပေါ်ခဲ့ပြီးပေထုံနယ်ဥဆောင်နဲ့လက်ရှိအာဏာရပါတီဥဆောင်နဲ့ညွန်ပေါင်းဆိုးရဖွဲ့တဲကနေအားကောင်းတဲ့မိတ်ဖက်ပါတီဖြစ်တဲ့ကွန်ဆာဗေးတပါတီနှုတ်ထွက်သွားခဲ့တယ်လို့ထိုင်းသတင်းတွေမှာဖော်ပြပါဗါးကွန်ဆာဗေးတပါတီအပြင်တခြားပါတီတချို့ကလည်းပေါက်ကြားခဲ့တဲ့အတန်ဖိုင်နဲ့ပတ်သက်လို့ဒီနေ့ညနေပိုင်းမှာအရေးပေါ်တွေ့ဆုံသွားဖို့ရှိတယ်လို့သိရပါဗါး နောက်ရက်တွေမှာလည်းထူးခြားတဲ့သတင်းအသစ်များကိုဆက်လက်တင်ဆက်ပေးမှာမို့လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကောင်းသောနေ့လေးဖြစ်ပါစေ